ဖာဗလဲကဖမ်းမိထားတဲ့မွေဘွေးရဲ့အစိတ်တွေကိုထုတ်လိုက်ပြီးနောက်ခေါင်းဖြတ်ပစ်လိုက်ပါတယ်။အစိတ်တွေကိုဝဝံအတွက်အသုံးပြုမှဖြစ်ပြီးအဲနောက်မွေသားဆိုင်ရဲ့ဝဝံအန်ဒီရဲ့ကိုစောင့်ကြည့်ကြပါတယ်။ဖာဗလဲကဝဝံအကြောင်းပြောနေတဲ့အချိန်မွေသားစားနေတဲ့ခူလူကတော့စိတ်တွေထွေပြပြီးတစ်ပိနေကိုတော့ပေါင်နှံတွေအဖြစ်မြင်ရောင်နေပါတယ်။ဝဝနေကခွန်အားကြီးရာကြောင့်မကြောက်ဘူးလားလို့ခူရူကမေးတဲ့အခါဖာဗလဲကတော့လူသားတွေကညံပူကောင်းတယ်လို့ပြောလိုက်ပါတယ် အဲအချိန်တော်တိုးတန်နေတဲ့အတူဖာဗလေကတရိတ်ဆန်အနံ့ရလိုက်လို့လက်နက်တွေအစင်သေးပြင်ညာပါရင်တဖက်မှာတော့ရုတ်ခုတ်ကပလေးပွန်လေးခါဝိုင်းနဲ့တွဲဖို့ပြင်ဆင်နေရင်သူမဘက်ကနေဘလိုတွေပလေးရမယ်ဆိုတာစဉ်းစားနေပါရင် ဘာကိုရောင်းနေပြီဖြစ်တဲ့ပလေးပွန်လေးခါဝါကြီးကတော့ရုပ်ကိုကိုအပိုင်တွက်ထားပြီးဟိုတယ်ခေါ်သွားဖို့တောင်စိတ်ကူးထားပါသေးတယ်။ဘားတိုင်းပိုင်ရှင်ကတော့ခါဝါကြီးကိုစိတ်ပူပေးနေရပြီးအဲအချိန်မှာပဲရုပ်ကိုရောက်လာခဲ့ပါတယ်။ရုပ်ရည်ရှိတဲ့ခါဝါကြီးကဒီနေ့တဝိုင်းမှာစော်ရီရဲ့အသေးကိုစားနေပတ်ပြီးပပဆက်ဆက်ခွဲလာခဲ့တဲ့နံပါတ်၁ပလေးပွန်ဖြစ်ပါတယ်။ရုပ်ကိုကလည်းမကြတဲ့ခင်ကမှဒီလိုရောက်လာခဲ့တဲ့အလာပကေးအစ်စ်လေးဆိုပေမဲ့ယောက်ျားတွေရဲ့ပျောက်ကွက်တွေကိုသိမြင်နိုင်ပါတယ်။ ဒီညလေးကတော့ဆရာဆရာကြီးနှစ်ယောက်ရဲ့ကစားပွဲလေးဖြစ်ပြီးစာရှင်ကတော့အပြင်းပြင်းထန်ကြီးရတော့မှာဖြစ်ပါရင်ဒီမတိုင်ခင်မှာခါဝါကြီးကတော်ယုံမင်းကလေးတွေမတောင်းနိုင်တဲ့ Lady Killer ဆိုပြီးအမည်ပေးထားတဲ့ Vogue ကိုရုပ်ကိုအတွက်ပြင်ဆင်ခိုင်းထားပါရင်စာရှင်ကလည်းသူမှတ်ထားတဲ့အတိုင်းပြင်ပေးပေမယ့်မျှတသွားအောင်ဆိုပြီးနှစ်ယောက်လုံးကိုပမာဏတူတဲ့အရက်တွေချပေးပါရင် တခွားစီတောက်လိုက်ကြပြီးနောက်တယောက်နဲ့တယောက်အခြေအနေတွေကိုအကဲခတ်ရင်ပရိုဘီဘီသားသားဖလစ်နေကြပါရင်ရိုးခေါကသူ့ရဲ့ခန္ဓာကိုအာနယ်တဲ့အကူကတောင်ပေါ်အပန်းဖြစ်သွားတယ်လို့ပြောပြထားလိုက်ပါရင်သူတို့တွေဘာဘီကျူးလှုပ်ဆာကြတဲ့အခါအသားကိုလေမွန်နဲ့စားရတာကြိုက်ကြောင်းရိုးခေါကထပ်ပြောပါရင်ခါဝိုင်းကလည်းဖော်ရှော်တွေလိုက်ပြောတဲ့အခါမှာတော့ရိုးခေါကလေမွန်နဲ့လိုက်မဲ့တောက်စီအောင်တောင်းခိုင်းလိုက်ပါရင် အရိယခစာရှင်ကတက်ဂူလာချပေးတဲ့အခါခါဝိုင်ကတက်ဂူလာရဲ့အရသာနဲ့လမွန်ရဲ့အချင်တပ်ပေါင်းဆက်မှုကအရသာရှိကြောင်းစကားပလင်ခံနေပါရင်ယိုကိုကလည်းသူ့ရဲ့ပုံစံအတိုင်းတောက်ပြလိုက်ပြီးခါဝိုင်ကတော့ယိုကိုကိုအမှုတိုက်ဖို့ကွင်းဆန်လိုက်ပါရင် နောက်ပြတိုက်ကွေလာတွေမှလိုက်ပြီးအခွင့်အရေးမြောက်တဲ့အခါမှာတော့ခါဝါကြီးတယောက်အမှုလွန်နေပြီဖြစ်ပါတယ်အမှုလွန်နေတဲ့ခါဝါကြီးရဲ့ပုံစံကရုပ်ခုအတွက်ရည်စရာဖြစ်နေပါတယ်ခါဝါကြီးအမှုလွန်ပြီး MS ဆိုရာတွေသကာမတ်ပီတာတွေနဲ့ချော်လဲတာတွေကိုကြည့်ရင်အာရပါရရဲနေတဲ့ရုပ်ခုကနောက်ဆုံးမှအနိုင်ရသွားပါတယ်တစ်ဖက်မှာတော့ရုတ်တရက်ထွက်လာတဲ့ဝုံဝုံကခူရိုးရဲ့အိတ်ကိုလူနေတဲ့အချိန်ဖာဗလယ်ကမွေစိတ်လူထားတဲ့ဓာတ်နဲ့စိုက်ပေးလိုက်ပါတယ်အဲဒါကြောင့်ဝုံဝုံလည်းထွက်ပြေးသွားခဲ့ပြီးဖာဗလယ်ကတော့တော်ထဲမှာအေးရာကြောင့်လက်ဖက်ရည်ဖြောက်သားဖို့ပြင်လိုက်ပါတယ် ခဝိုင်ရဲ့ရုပ်ကိုဟိုတယ်ခေါ်သွားခြင်းနဲ့စိတ်ထဲကစကားတွေဟာဗဇက်ကနေအလိုလိုထွက်လာခဲ့ပါတယ်။ အမှုပြေဖို့ရေတောင်းတောက်တဲ့အခါယိုကိုကအရဲတော့ခပေးလိုက်ပြီးခါဝိုင်းတောက်လိုက်ချိန်မှာတော့အမ်ဘတ်ဆိုရင်သတိမေ့သွားခဲ့ပါတော့တယ်။ဒါကြောင့်စာရှင်လဲလူနာတင်ကားခေါ်ပေးလိုက်ရပြီးယိုကိုကတော့အနိုင်ပန်းပြီးအိမ်ပြန်လာခဲ့လိုက်ပါတယ်။ကုရိုကဖာဗလဲပြောခဲ့တဲ့တော်တဲ့ကအတွေ့အကြုံတွေကိုမြို့မှာသုံးလို့ရပြီးမြို့ကအတွေ့အကြုံတွေကိုတောမှာသုံးလို့မရဘူးဆိုတဲ့စကားတွေကိုနားလည်စာပြုလာခဲ့ပါတယ်။ဒီတော်ထဲမှာဆိုရင်မွေးနေဖားတွေကိုဖမ်းဖို့ကအစတွေးတော့ကြစားရပါရင်အဲ့နောက်ဂျေးစာတက်ဖြတ်ရေးအတွက်ဖာဗလဲ30ပစ္စည်းတွေကနေရာအဆုံးမှရနိုင်လာဆိုပြီးခူရူကမေးပါရင် တနကလွန်ရင်ဖာဗလက်သုံးတဲ့ပစ္စည်းတိုင်းကိုစိုင်းတိုင်းမှာဝယ်လို့ရပြီးသူလိုအပ်တဲ့ပစ္စည်းတွေကိုတော့ကိုယ်တိုင်ဖန်တီးယူကြောင်းပြောပြပါတယ်အဲ့နောက်တော့သူတို့ရဲ့မိဖို့မိို့နှိမ့်လိုက်ပြီးမြချောင်းတွေကိုဖျက်ရင်ပြားတွေရဲ့ရံကနေလွတ်အောင်ပြေးကရုပ်ကိုနဲ့ချိန်ထားတဲ့နေရာစီတွားကြပါရင်ပြားတွေတို့လိုခူလိုလဲဂျိုကာနှကောင်းဖြစ်သွားခဲ့ပါရင်ဖာဗလက်ကခူရိုးရဲ့ဓာတ်ကိုတုံးပြီးဝေါဝန်ကိုတက်လိုက်ရတာကြောင့်သူ့ရဲ့ဓာတ်ကိုအစားပြန်ပေးပါရင် ကူရိုလည်းသူ့ရဲ့ဆရာသမားစီကနေရလိုက်တဲ့ဓာဖြစ်တာကြောင့်ပြောသွားခဲ့ပြီးယူကိုကတော့သူတို့နှစ်ယောက်စီကနေတော်သားအနန်းတွေရနေခဲ့ပါရင်တာဟိုင်းစုံနောက်အေဂျင်စီဆိုတဲ့အမေရိကန်နဲ့မောင်ခိုလုပ်ငန်းတွေလုပ်နေတဲ့အဖွဲ့တစ်ခုရှိပြီးဦးစားဖို့ဆိုတဲ့လူကဦးဆောင်နေပါရင်ရရှိမှတော့ကလေးကစားကွင်းလေးမှာကလေးတွေဘေးကင်းဖို့အတွက်ဆိုပြီးဟန်ပြလောက်ကိုင်းနေပါရင်ဥစုဘိုးတို့အဖွဲနဲ့ပူးပေါင်းကျင်နေတဲ့အီဇာကီဆိုတဲ့လူမိုက်တကောင်လည်းရှိနေပြီးညာရောက်တဲ့အခါတော်တဲ့ကတနေရာကိုအတူသွားကြပါရင်အဲ့ဒီမှာဥစုဘိုးပြန်ပေးဆွဲထားတဲ့ဆယ်ကျော်သက်လူငယ်တယောက်လည်းရှိနေပါရင် အဲ့ဒီလူငယ်ရဲ့မိဘတွေကချမ်းသာကြတာကြောင့်အမေဖြစ်သူကသူသားလေးကိုကောင်းကောင်းကြီးအလိုလိုက်ခဲ့ပါလိမ့်။ဥစုဘောကအဲ့ဒီလိုအမေမျိုး Monster Parent လို့ခေါ်ပြီးသူတို့စီကနေဆယ်တန်းလောက်ငွေညစ်ပြီးသွားပြီးဖြစ်ပါလိမ့်။အခုတော့ပြန်မလာတော့မဲ့သူသားလေးကိုအမေဖြစ်သူမျောနေတော့မှာပဲလို့ပြောပြီးအချက်ပြလိုက်ပါတယ်။အဲအခါမှာတော့မြေကော်ကားပေါ်ကလူကလူငယ်လေးကိုအရှင်လက်လက်မြေမြုပ်ပေးလိုက်ပါတယ်။ကလေးတွေကိုကာကွယ်ပေးလို့နာကစာသုံးမကြတဲ့ကောင်တွေဖြစ်သွားစေတတ်ပြီးတွေးတော့စင်ရင်နိုင်သွားနေသွားတတ်ပါတယ်။ဥစုဘို့လို့နဇုတ်ကောင်တွေအတွက်တော့အဲ့ဒီလူကလေးတွေများများရှိလေပိုပျော်လေးပဲဖြစ်ပါတယ်။ နောက်တစ်ရက်မှာတော့ကလေးကစားခွင့်ကိုသွားကြပြီးကလေးတို့ရဲ့အကျင့်စရိုက်တွေကိုအကဲခတ်နေပါလိမ့်။တမိုင်းပညာရှင် Travel Yan ကစကားတစ်ခုပြောခဲ့ပူပါလိမ့်။ပညာရေးဟာစာအုပ်ကိုဖတ်နိုင်စေပေမဲ့ဖတ်ဖို့တမိုးရှိတဲ့စာအုပ်ကဘယ်ဟာလဲဆိုတာမသိနိုင်အောင်ခွဲခြားရခတ်စေပါလိမ့်။ဥစုဘိုကညာရင်နဲ့စံသေးမှုကိုအသုံးမချနိုင်တဲ့ကလေးတွေပုံများလာဖို့မျှော်လင့်နေပါလိမ့်။ဥဇူဘိုရဲ့အဖွဲ့ဝင်တွေကတော့အောက်ပိုင်းမတန်တဲ့စာပါဟီနာကိုဆူဇူကီဟီရိုရှိနဲ့အခုမှအသစ်ဝင်လာတဲ့အီဆာဂီရိုပဲဖြစ်ပါတယ်။ အဖွဲ့ဝင်လူများရဲ့အငင်းပွားမှုတွေဖြစ်နိုင်ပြီးလူနှိုင်းရဲ့မလောင်မငှဖြစ်နိုင်တာကြောင့်ဥစုဘူက၄ရောက်ပဲရှိတာကောင်းတယ်လို့ခံယူထားပါတယ်။အဖွဲ့ထဲကိုအသိဝင်လာတဲ့အီဆာကီကဟီရိုရှိနဲ့တခါနဲ့နေရမှဖြစ်ပြီးလောလောဆယ်တော့သူလုံးစရာတွေရှိသေးလို့ထွက်သွားပါတယ်။ဟီရိုရှိကအီဆာကီကိုရုံလို့ရရဲ့လားဆိုပြီးဥစုဘူကိုမေးပါတယ်။အီဆာကီကမာဂူရိုကန်ရဲ့အဖွဲ့ဝင်တယောက်ဖြစ်ခဲ့ပြီးအခုမှဥစုဘူတို့ဘက်ကိုပြောင်းလာတာဖြစ်ပါတယ်။ရုံကြည်မှုကအရေးပါပေမဲ့ဥစုဘူအတွက်တော့အီဆာကီအသုံးဝင်ရလားဆိုတာစောင့်ကြည့်အောင်မှဖြစ်ပါတယ်။ ဥဆူဘိုကဇူနာကဝအကြောင်းစုံစမ်းမိရင်နဲ့ဆောင်ရမ်းကျမ်းတဲ့ဖာဗလက်အကြောင်းကိုပါသိခဲ့ရပါသည်ဟီရိုရှိကဖာဗလက်ဆိုတာဒနာအီလာပါဇက်ပြောပဲရှိရလို့ထင်နေပေမဲ့စစ်စစ်ဆက်ဆက်လောက်တဲ့ဥဆူဘိုကတော့ဖာဗလက်အကြောင်းထပ်ဆောင်သားအုံးမှာဖြစ်ပါသည်သူရိုက်ပြိုင်မက်ကသွေးစောဖုတ်ကောင်ဒရာဂူလာဆိုရင်တော့လဝကတိုင်နဲ့ကျက်သွန်ကိုပြင်ဆင်ထားပြီးနေရောင်နဲ့တိုက်ထုတ်ဖို့စီစဉ်မယ်လို့ပြောပါသည်တဖက်မှာတော့ဖာဗလက်ကအလုပ်ပြီးလို့အိမ်ပြန်သွားခဲ့ပြီးမီစာကီကတော့ဖာဗလက်ကိုမြင်တာနဲ့ကိုတော်လုံးပုံကိုပဲမြင်ရောက်မိနေလို့အခုထိရှက်နေတော့မှဖြစ်ပါသည် ဖာဗလဲအပြန်လမ်းမှာအောက်ပိုင်းမတက်တဲ့ဟီနာကိုတွေ့လိုက်ရတဲ့အခါတနေရာမှာမြင်ခဲ့ဘူးတော့မှတ်မိလိုက်ပါနီအီဇာဂီကလောလောလတ်လတ်ကရုံတုံထွားရတဲ့ခူလိုနဲ့ဆိုင်ထိုင်ရင်မာဂူရိုခိုင်ရဲ့အကြောင်းသတင်းနိုင်နေခဲ့ပါနီ ဒါကိုတည့်ရခုလိုကလည်းသူတို့ရဲ့ဂိုင်းသားမဟုတ်တော့တဲ့အီဇာကီကိုသတင်းမဲ့ယူဖို့တတိပေးလိုက်ပါရင်ဟီနာကိုကိုတွေ့ခဲ့ရတဲ့ဖာဗလဲကအိမ်မြန်ရောက်တဲ့အခါလုံခဲ့တဲ့လေးနှစ်တုန်းကတိုဂျိုမှာဖြစ်ခဲ့တဲ့လူသားမှုရဲ့အခြေလက်တွေကိုစစ်ဆေးပေးဖို့ယိုကိုစီအကူအညီတောင်းလိုက်ပါရင်ယိုကိုကဖာဗလဲကိုထမင်းကြော့ပေးထားပေမဲ့ဖာဗလဲကတော့အနက်ခံရုံနဲ့စားမြနေရဲဆိုတာသိလို့မစားတော့ပဲထွက်သွားပါရင် တစ်ဖက်မှာတော့အောက်ပိုင်းမတန်တဲ့ဟီနာကိုကအကြောင်းတစ်ခုကြောင့်ဥစာဘူရဲ့ဒါမယာပြုခြင်းခြင်းကိုခံနေရပါရင်ဟီရိုရှိကပုံသင်အရသာအေစာကိထက်အသက်ငယ်တဲ့ပုံပေါက်နေပေမဲ့တကယ်တမ်းမှာတော့အသက်40ရှိနေပြီဖြစ်ပါရင်အဲ့ဒီနောက်ဥစာဘူကသူတို့ရဲ့နောက်ထပ်သားကောင်ပျက်ပြလာခဲ့ပြီးအဲ့ဒီသားကောင်ကတော့နှာဘူးမှန်ကြောင်ကောင်ပါဥစုဘုကမန်ကျောင်းရဲ့အသက်စနစ်သားကလေးကစောင်းကြီးစင်ရင်နဲ့ထဲထားခဲ့တာဖြစ်ပြီးအခုတော့အသက်20တောင်ရောက်နေပြီဖြစ်ပါရင်အဲဒါကြောင့်မန်ကျောင်းနဲ့ပတ်သက်တဲ့မြတ်အရာအလုံးကိုစုံစမ်းမှုပြောခဲ့ပါရင် နောက်တစ်ရက်မှာတော့ Favalen နဲ့ Misaki တို့စကားမပြောကြတာကိုမြင်နေရတဲ့ Boss ကတခုခုဖြစ်ကြတယ်ဆိုတာကိုရိုက်မိသွားပါရင်အဲဒါကြောင့်ပြန်အဆင်ပြေသွားအောင်လုပ်ပေးဖို့အလားပြဆိုင်သွားထားတဲ့ Misaki ကိုချီကျူးစကားပြောပေးဖို့ Favalen ကိုမှာထားပါရင်သဖြင့်အတူညှက်ထားတဲ့ Misaki ရောက်လာတဲ့အခါမှာတော့အောက်ပိုင်းကအဖြူအလဲကအနီရောင်နဲ့ခေါင်းကတော့အမဲရောင်ဖြစ်နေပါရင် အဲ့ဒါကြောင့်ဘရာဇီးတန်နာမွန်နဲ့တူတယ်ဆိုပြီးဖာဗလယ်ကသူနီသူဟန်နဲ့ချီယူနေတာမို့ဘော့စလဲအမြန်တားလိုက်ရပါတယ်။အဲ့အချိန်မှန်ကြောင်ရောက်လာပြီးမီဇာကီနဲ့ပုံမှန်လိုစကားတွေပြောနေပေမဲ့စိတ်ထဲမှာတော့ဆော့ကားချင်းစိတ်တွေပြင်းပြနေပါတယ်။မီဇာကီကဘာတခုမှညာသောနာကြီးအထိအလုံးလုံးရအောင်မှဆိုပြီးပြောလိုက်တော့မှန်ကြောင်လဲလှုပ်ရကင်မရာရဲ့မမ်မိုရီကတ်ကိုပြန်ယူဖို့တွေးနေပါတယ်။ဘော့စကဖာဗလန်နဲ့မီဇာကီတို့အဆင်ပြေအောင်ဂျာကနေဝင်ကူညီပေးနေပေမဲ့မှန်ကြောင်ကတော့ဖာဗလန်ကိုမုံနေပါတယ်။ သူဘာသာမီဇာကီကိုစော်ကားခြင်းနာကိုဖာဗလဲအမားကြောင့်လူအဖွဲ့အစည်းကြောင့်ဆိုပြီးအပြစ်တင်နေပါသေးတယ်